ပါရှင်။အော်တိုဘာလ16ရက်နေ့အတွက်မြို့တော်ရဲ့မဏ္ဍပ်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျမတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမှာကတော့ရန်ကုန်မှာစီပေါ့စာကဘရိတ်ပေါက်ပြီးရင်းရှစ်ကြီးဆင်းတိုက်တဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရေးမြို့နယ်က၃ရက်တာတိုက်ပွဲအတွင်းစစ်တပ်ဘက်မှဗိုလ်ကြီးတအုပ်အပါအဝင်12ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်ရင်းမြို့နယ်အတွင်းကြေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကိုတိုက်ခိုက်ရာစစ်တပ်မှဗိုလ်ကြီးတအုပ်အပါအဝင်ဆက်နောက်ဦးသေးဆုံးခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSRF ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဝါလာ၁၀ရက်နေ့မနက်9:00နာရီချိန်မှာရေးမြို့နယ်ကနင်ကမော့ရွာအနီးစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကပျောက်ကြားစစ်စင်ရေးဖော်ဆောင်ပြီးတိုက်ခိုက်ခဲ့ရာစစ်တပ်မှတက်ချက်ကြီးတအုပ်နဲ့တပ်သားတအုပ်သေဆုံးခဲ့ပြီးအဲဒီနေ့ညနေ၄နာရီအချိန်မှာ အောင်သာယာရွာနဲ့လိန်မော်ချံရွာကလန်းအနီးမှာစစ်ကောင်မရှင်တက်တဲ့မိနစ်20ခန့်ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်မှတအူးသေးဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အော်တိုဘာလ17ရက်နေ့နေ့လယ်7:00နာရီချိန်မှာအောင်တပြေဖုံကြီးကျောင်းအနီးမှာရှိတဲ့စစ်ကောင်မရှင်တပ်ကို drone နဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီး၄၀မမဘုံဒီနှလုံးနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှတပ်သားတအူးသေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘာလ12ရက်နေ့မနက်7:00နာရီ10မိနစ်အချိန်ကမှဘေလမိုင်းကျေးရွာမှအေးကဘာကျေးရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းနဲ့မိနစ်30ကျော်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှဗိုလ်ကြီးတအူးအပါအဝင်တပ်ဖွဲ့ဝင်10ဦးသေဆုံးခဲ့ပြီး9ဦးထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြအရာသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုများကို ်မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲပြည်သူ့ကာကွယ်ရေးတပ် YPDF ရမညမွန်တပ်တော် RMA KNL တပ်ရင်း29တပ်ခွဲ1ယူဟာ33ဒေါနာချင်းမုံရေးတပ်ခွဲနဲ့တပင်ရွှေထီးတပ်တို့ကပူးပေါင်းလုံဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာစီပေါ်စာကား break ပေါက်ပြီးရင်ရှိစီးဆင်းတိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့မယန်းကုန်းမြို့နယ်ကြောက်ရွံ့တွင်တရာအစင်းမှာ စီပေါ်စာကားဘရိတ်ပေါက်ပြီးရင်းရှိစီးဆင်းတိုက်မှုဖြစ်ခဲ့တယ်လို့သိရပါဗါဒ်အော်တိုဘာလ14ရက်နေ့လယ်7:00နာရီလောက်မှာရင်းတိုက်မှုဖြစ်ခဲ့တာဖြစ်ပြီးရင်းတိုက်မှုအတွင်အင်စီကအပါအဝင်တိုက်စီလေးစီးလဲပါဝင်ခဲ့တယ်လို့သိရပါဗါဒ်အဆိုပါရင်းတိုက်မှုမဖြစ်မီစီပေါ်စာကားကဘရိတ်ပေါက်နေပြီဆိုပြီးအော်လာတာဖြစ်ကြောင်းနဲ့အဲ့ဒီလေစိတ်ဘက်အစင်းဟာအမြဲရင်းတိုက်မှုဖြစ်ပွားတဲ့နေရာဖြစ်လို့ကာသမာများသတိထားမောင်းနေတဲ့လို့ဒေသခံတအူးကအကြံပြုထားပါသေးတယ်။ ။ဘောက်စာကားကဘရိတ်ပေါက်နေပြီဆိုပြီးမှန်ချပြီးအကျဲကြီးអော်လာတာ။အဲ့ဒီနေရာကအမြဲတမ်း၃-၄စင်းတိုက်တက်တဲ့နေရာပါ။လေရင်ကွင်းဘက်အစင်းကိုတတိထားအချိန်လျှော့ပြီးမောင်းတင်တယ်လို့ဒေသခံတဦးကပြောဆိုထားပါဗျ။ရင်တိုက်မှုအတွင်းရင်ကြောပိတ်ဆို့တာတွေကြုံတွေ့ခဲ့ရပြီးလူထိခိုက်ဒေဆုံးမှုမရှိခဲ့ပဲ။စီပေါစာရင်မောင်းလဲထွက်ပြေးတိမ်းရှောင်တာမရှိဘူးလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စစ်တပ်ကလေရင်နဲ့ပေါင်900ပုံ24လုံးကျဲချလို့ပြည်သူတအုပ်သေးဆုံးပြီးစာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းတွေပြတ်စီးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းရွှေချင်းမြို့နယ်အတွင်းရှိကျေးရွာ၃ရွာကိုအနာဒိန်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအုပ်သေးဆုံးပြီးဖုန်ကြီးကျောင်းတွေနဲ့စာတင်ကျောင်းတွေပြတ်စီးခဲ့တယ်လို့ KNU ဘိုဟိုကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ၈ရက်နေ့မနက်၁၀:၂၀မိနစ်ခန့်မှာရွှေချင်းမြို့နယ်အတွင်းရှိကွင်းတလာကြီးရွာ ညောင်မင်းကြီးရွာနဲ့တက်ခဲကုန်းရွာအနီးတစ်ဝိုက်ကို Jet Fighter နဲ့ပေါင်900ပုံ24လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြအရာသိရှိရပါတယ်။အဆိုပါကျဲချတိုက်ခိုက်မှုကြောင့်ကွင်းတလလေးရွာမှာအသက်18နှစ်အရွယ်မက်ခင်စပယ်ဦးသေဆုံးခဲ့ရပြီးအသက်30နှစ်အရွယ်မောင်စင်မင်းအောင်နဲ့တက်ခဲကုန်းကြီးရွာတို့စပေးရှောင်ရရောက်ရှိနေတယ်ကွင်းတလလေးရွာမှာအသက်59နှစ်အရွယ်ဒေါ်မွေးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင် နေချောင်းထိုက်ခိုက်မှုကြောင့်ပြည်သူပိုင်နေအိမ်နှလုံးညောင်ဝင်ကြီးနဲ့မင်္ဂလာကုန်းကျေးရွာများရှိဖုန်ကြီးချောင်းနှစ်ချောင်းနဲ့တက်ကယ်ကုန်းရွာရှိစာတင်ချောင်းတစ်ချောင်းထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အာနာသိန်းစစ်တပ်ဟာအာနာဆက်လက်တည်မြဲနိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရာနယ်မြေများအတွင်အထူးရောင်ရွေးကောက်ပွဲကိုအတင်းအာဓမပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီးလက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေများအတွင်ရှိပြည်သူတွေကိုအကြောက်တရားဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိလေချောင်းကနေဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်း KNU ကပြောဆိုထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မင်္ဂလာတောင်မြို့နယ်ကကြန့်ခိုင်ရေယုံဘုံခွဲတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းမင်္ဂလာတောင်မြို့နယ်ကပြည်အောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီယုံကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ15ရက်နေ့မနက်9:30မိနစ်ဝန်းကျင်အချိန်ကပြင်းအမြင့်မိုင်းတလုံး လက်ပစ်ပုံးနှလုံးသွင်းတဲ့ပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြအရာသိရှိရပါတယ်။ရန်ကုန်အာမေအဖွဲ့အနေနဲ့စစ်ကောင်မရှင်နဲ့ပတ်သက်သောပြစ်မှတ်များစစ်ကောင်မရှင်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်းနေသူတွေကိုဆက်လက်ပြီးအပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းမိဘပြည်သူများကို အသိပေးရပါတယ်လို့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်ရှင်။မျိုးတော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖျားကျန်းမာချမ်းသာကြပါစေ။ ဆရာနာရှင်စနေဆိုးလအောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းဆိုရပါတယ်ရှင်